အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မှန်ပဲဖြစ်ပါတယ်ဒီနေ့ကိုတိုင်လှုပ်လှုပ်ပြီးကြောင်းတက်တဲ့လူငယ်လေးတယောက်အကြောင်းရေးထားတယ်မောင်မစီဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်ုပ်ဒီမျိုးသားမြညာရေးအဖွဲ့ချုပ်၌အမှုထမ်းနေရာလွန်ခဲ့သော6နှစ်ခန့်ကအသိမျိုးအမျိုးသားကြောင့်တို့ ခေတ္တကျောင်းဝင်ဖြစ်ဖြစ်ဆောင်ရွက်ရန်အဖွဲ့ချုပ်ကဆီလိုတိအတိုင်းတွားရောက်ဆောင်ရွက်ရ၏ထိုအခါမှတ်သားချင်းမွဲဖွယ်ကောင်းသောကျောင်းသားတယောက်ကို တွေ့ကြုံရ၏ထိုသူငယ်ကမောင်ပါစီဆိုသူသည်ပသိမ်တလန်းချောင်းရရှိဥလတော်များတို့မှအတန်ကြွယ်ဝသောဂုံတယ်များဖြစ်ကြ၏သူတို့သားမောင်ပါစီသည်မြို့သားကျောင်း၌ခုနှစ်ဆင့်အောင်လေသည်အောင်သည့်နှစ်၌ပင်ဖခင်ဥလဆုံးလေ၍၎င်း ရှားရှိစွာအလုံးပြက်ငွေကုန်သည့်ပြင်လူလိန်လူကောက်ခံရ၏၎င်းဒေါ်မြားနှင့်မောင်မစီသားမီတို့မှအလွန်ဆင်းရဲစွာကြံ့ရိုက်ခဲ့လေ၏အမိမဖြစ်တတ်သည်မျက်နှာငယ်ငယ်နှင့်ဇေယောင်ရ၏သားမီနှစ်ယောက်စားဖို့အပြင် အပူမရချေမောင်မစီကတမ်းမာထွားချိုင်းတတ္တိနှင့်ပြည့်စုံသူဖြစ်၍မိမိဇေနှင့်မိမိချောင်းဆက်နေရန်ကြည်၍ကြံစီနေလေ၏ နှွေချောင်းပိတ်ရွေချောင်းဖွင့်ကနေတွင်ဆရာကြီးတန်သွားရောက်၍အဖြစ်အပျက်ကို ပြောပြပြီးလင်ကျောင်းစီရရန်အလုပ်တောင်းလေ၏မောင်မစီဉာဏ်ပညာဝိရိယကိုတည်ပြီးဖြစ်သောဆရာကြီးကလာခလွတ်နေတော့ဟုဆို၏လာခလွတ်နေရင်ကျွန်တော်အစွမ်းအစမရှိရလဲရောက်မယ်ကျောင်းဝေကိုလည်းထိမှာပေါ့ဒါဖြင့်ငါကမင်းအတွက်ကျောင်းစီထုတ်ပေးမယ်ကျေးဇူးတင်ပါရဲ့ခင်ဗျာနှုတ်ပေမဲ့ကိုယ်အလုံးနဲ့ကိုယ် ကိုနေခြင်းပါတယ်အလौတာမဆပါခင်ဗျာမင်းဘာလို့နိုင်တယ်လဲအခုเจ้าမှာဓမြစီလဲတဲ့အလုံးနဲ့တောက်ရိုက်ခတ်တဲ့အလုပ်ကိုကျွန်တော်ကိုပေးပါတလ၈ချက်လောက်ရနိုင်တယ်လို့သိရပါတယ်ကောင်းပြီစမ်းကြည့်အောင်တော့ဒီတို့အလုပ်ရခဲ့တဲ့ဖြစ်ចောင်းဆက်နေမိအကြောင်းကိုအမိရပြောပြရာအမိမှရင်ထုမနာဖြစ်၍ငါသားမင်းအလုပ်လုပ်ပြီးចောင်းနေမယ်ဆိုတာကိုအမိမကြည့်နိုင်ဘူးအမေကူလီလုပ်ပြီးငွေရှာမယ်ဒီတော့လေမင်းចောင်းမှာဂုံငယ်မှာပေါ့ အမေကျွန်တော်ပြောပြမယ်လူဟာယောက်ျားဟာအလုပ်လုပ်ရမယ်အလုပ်လုပ်တာ မကြည့်နိုင်ဘူးဆိုတာအမေကျွန်တော်ကို ချစ်ပုံ လွဲနေတယ်ဂုံငယ်တယ်ဆိုတာမှလည်းအပြစ်ကင်းတဲ့အလုပ်မှန်ရင်ဂုံရှိတာကြီးပဲအမှန်မှာမိဘအကြောင်းကြားကိုခံပြီးကြောင်းနေတဲ့လူတွေမှဆက်စရာကောင်းတာဗျကိုစိတ်နဲ့ကိုနေနိုင်မှဂုံရှိတာအမေရဲ့အမိမသားရဲ့စကားကိုမချေနိုင်ရေမင်းလဲ မင်းအဖေလိုပဲအမတန်စိတ်ကြည်တယ်မင်းကိုတော့ငါနိုင်အောင်ပြောနိုင်ဘူးနို့ပေမဲ့အမေကတော့မကြည့်ရတာအမှန်ပဲဟုမျက်ရည်ဆန်းဆန်းနဲ့ပြောလေ၏ကျောင်းဖွင့်လျင်မောင်ဖားစီသည်ရှစ်စင်တင်နေရ၏နက်နက်၅နာရီထား၍အိမ်တွင်တော့၏သုံးရခဲ့၏နှစ်ယောက်စာဆန်ပြုတ်၏ဇေးကုန်သည်ဖြင့်လက်ဖက်ရည်ကော်ဖီရည်မတော့ကြလေ ပြည်လင်အနည်းရှိသောကျောင်းသို့သွား၏အထမြဲလဲခြင်း ေကချင်းတို့ကိုပြုလုပ်ပြီးလျင် ပြန်လာစံပြုတ်တော့အချိန်ရသည်မြအစားကျွေးကြောင်းတက်ဤနေလဲမုံစားချိန်မှာအိမ်တို့ပြန်၍နက်နက်ထမင်းစားရဤညနေကြောင်းစင်းလျင်မိန်းကလေးတစ်ဖွဲ့အိမ်အလုပ်ကိုလုပ်၍အမိအလုပ်ကိုပင်ကူညီပေးသည်ဤတော်မြတ်ကဂျင်းတို့လက်ဖက်တို့လက်တို့တို့ကိုဈေးထွက်ရရောင်းရဤဤကမောင်မစီတို့တာမီနေစဉ်အလုပ်ဒီမောင်မစီသည် မိမိအလုံးမှာတလရှစ်ချက်ရရာចောင်းလာကစာအုပ်ခဲတံတို့အတွက်လုံလောက်စွာသုံးဆွရလေ၏ရှစ်စင်တွင်တပြည့်20မြရှိရာမင်းကလေး၃ယောက်ပါ၏မဲတက်မြားသိန်းတင့်စိန်တို့ဖြစ်၏တင့်စိန်ကမောင်မစီနှင့်တလန်းတဲ့နေ၍ခုနှစ်အိမ်ရှိအိမ်လောက်ချာ၏တင့်စိန်မိဘများမှာလွှားထောင်တစ်ကုံတဲ့ကြီးဖြစ်၍အတံမင်းကျော်ဝပြည့်စုံကြ၏တင့်စိန်တို့အိမ်မှာចောင်းနေနေ၍ မောင်မစီတီချောင်းတို့နေစဉ်သွား၏အလုံးလုံးဒီကိုမြင်ရတိရဖြစ်တိရတဲ့ဖြစ်တနာလဲတနာဤချီမွန်လဲချီမမီဤတို့ရတွင်နိသက်ခြင်းမရှိသည်ဖြစ်ခတန်တမ်းမီနေကြ၏မောင်မစီမာကိုအစွမ်းနှင့်ကိုနေသူဖြစ်၍အတန်တန်၌ပထမရှိရသည်မှာအံ့ဩဖွယ်မဟုတ်ချေဆရာများကလည်းချီဤတို့ရတွင်အချို့ချောင်းသားတို့ကအနုံစားထင်သည့်ပြင်မနာလိုလဲရှိကြ၏တနေ့၌မဲတဲ့များသိန်း တင့်စိန်တို့သည်အခန်းတစ်ခု၌မုံစားနေကြစဉ်မဲတင်းကဟေးမောင်မစီကတဲထောင်းနေပါကလားလူကပြေမုံစုမသားတမြက်လဲရေခက်ပြီးကြောင်းနေရတဲ့အနုံသားအေးတင့်စိန်ကညီကယောက်ျားပြီးပြီးကိုဆွမ်းနဲ့ကိုနေတာကိုလူနုံထင်သလားဒါမျိုးမှအဖိုးတန်အေးဟုရိုးရိုးအတိုင်းပြောလေဟာဟာညီနဲ့ ဖြစ်နေမှခုမှသိတယ်ဟုမဲတင်ကမဝူးမချွတ်ပြောလိုက်လေ၏တင်စင်ကဟေ့မဲတင်ငါ့ကိုအရန်မဆွဆွဲနဲ့ညီတို့လိုရှက်တိမှတ်လို့လားငါကညီမတရားပြောတာကိုမကန့်ကျင်လို့ပြောတာသိရလားဟုမျက်နှာထားနဲ့ပြောလေ၏ထိုအခါမြတ်သိန်းကဝင်ဖြန်းပြီးထသွားကြလေ၏တခါလဲစာပတ်ခန်းတွင်ယောက်ျားကလေးမိန်းကလေးများသတင်းစာဖတ်သူကဖတ်စာကြည့်သူကကြည့်နေကြရာ ။မောင်မစီတင်းစိန်တို့လည်းပါ၏။မောင်မစီစဉ်းစားဖက်ပြထားတော့အခါကိုစင့်ဖိုးထင်ကမိမိနေရှိသူငယ်ချင်းတို့အားဟေးဟိုမှာရှားရှူဝါလာထွက်သွားပြီဟုသူရောတော်တော်ပြောလိုက်လေ၏။ပခန်တသောစိန်နဲ့တတိမငယ်သောတင်းစိန်ကဘဲနဲ့လေကိုဖိုးထင်ယောက်ျားပြီပြီကိုစွမ်းနဲ့ကိုနေတဲ့လူကိုရှင်တို့ကသေရောသလားနှုံနေထင်သလားမိဘအကြောင်းကြောင်းခံပြီးပေါ်ကျော်နေတဲ့လူတွေမှနှုံတာ ရှက်ဖို့ကောင်းတာရှင်ဟုမျက်နှာခက်တိတင်းနေပြောလိုက်ရာဖိုးထင်တို့လူစုမှာတင့်စိန်သက်တိကိုတည်၍ပြန်မပြောဝန်ပဲဆက်ဖြက်ဖြက်ကြောင်တောင်တော်ဖြစ်နေကြလေ။ဤသို့တင့်စိန်သည် မောင်မစီဘက်ကချီခုခံပြောနေသည်ကို မောင်မစီမသိချေ။ဒီနေ့တနေ့မောင်မစီနှင့်တင့်စိန်တို့ကျောင်းသားရင်စုံရာစုံနေရရုတ်တရက်မိုးကြီးရချလေ၏။ဒီနေ့တနေ့မောင်မစီနှင့်တင့်စိန်တို့ကျောင်းသားရင် စုံနေရယုတ်တရက်မိုးရမိုးကြီးရွာချလေတင်းစင်မှာထီမပါချေမောင်မစီမကအိန္ဒိုရာထီးဆုပ်ကလေးတစ်ခုပါ၏မိုးရွာလင်းရွာချင်းမောင်မစီသည်ထီးကိုကပြကရဖွင့်၍မတင်စေရော့ရော့ဒီကြီးစောင်းတော်ဟုပြောပြောဆူဆူလက်ထဲအတင်းထက်ခဲ့၍မိမိကအကြောင်းသူပြေးလေ၏တင်းစင်မှာဘာမှပြောနိုင် မလုံးနိုင်ပဲထီးကိုစောင်း၍သွားရလေ၏အခန်းထဲသို့ရောက်လင်းထီးကိုပြန်အပေးခတ်၍ တော်ရနဲ့ထောင်ထားလိုက်ပြီးတော့မောင်မစီဘက်သို့ဆောင်းကြည့်လိုက်ရာ မောင်မစီဤအင်းကြီးပဆိုးတို့မှာအတံမင်းယူဆနေသူကိုမြင်ရသောအခါတင့်စင်မှာများစွာစိတ်မကောင်းခြင်းဖြစ်ရ၏ကျော်စင်သောအခါမှမိမိမောင်ကလေးကိုထိဖို့ခိုင်းလိုက်၏နောက်တနေ့ကျောင်းတဲ့ချိန်၌ဒေါ်မြပေါက်လာ၍မောင်မစီမိုးမိအေးမိပြီးဖြားနေသည့်ဖြင့်ကျောင်းမတက်နိုင်ကြောင်းလာရောက်၍ဆရာအတိုင်းသူကိုတင့်စင်ကြရသောအခါအလွန်ဝမ်းနည်းချာ၏မိမိအတွက်ဖြစ်ရလေဟု ယူကျုံမရဖြစ်၏ထိုနေ့တိစိန်စာကောင်းကောင်းမရချေညနေကြလျင်ဘုံမင်းပြောတတ်သောတိစိန်သည်မိခင်အားအလုံးစုံပြောပြ၍မောင်မစီဖျားသည်ကိုတွားရောက်ကြည့်လိုကြောင်းခွင်တောင်း၏သမီးသဘောတတိကိုတည်ပြီးဖြစ်သောအမိကအေးအေးတွားတာပေါ့ညီအတော်နဲ့တွားဟု ခွင်ပေးလိုက်၏မောင်စားခြင်းနဲ့ရောက်သွားရာဒေါ်မြသည်လူကုံထံအိမ်ကတင်းစင်မှန်းသည့်အောင်းဝမ်းမြောက်စွာဖြင့်ပြပြတယ်လဲဖြာခင်ပေး၏ရေနေစီမိကွက်တစ်ထိုင်ဖြင့် မှိမ့်မင်းသာရှိသောအလင်းရောင်တွင်ဖြာဟောင်းတစ်ချက်ပေါ်၌ပက်လက်အိနေရှာသူမောင်မစီကိုတင့်စင်မြင်ရသောအခါမျက်ရည်လည်လာမိလေ၏အနည်းသောကဲ့၍လက်ကိုစမ်းကြည့်သောအခါချက်ချက်ကြောက်ပူနေသည်ကိုတွေ့ရ၏မောင်မစီသည်မျက်စိပွင့်ကြည့်၍မြင်ရသောအခါဟော မတင်စင်ပါလားကျေးဇူးတင်ပါတယ်ခင်ဗျာသုံးလျက်ကြာရင်ပြောက်သွားလိမ့်မယ်ကိစ္စမရှိပါဘူးကျမတို့ဖျက်လို့စိတ်စိတ်တော်မကောင်းဘူးထားထက်ဘာစေးတော့ရမလဲ ထောင်များကဝင်ရခုမှပဲဒူးမရေကွမ်းရဲ့ရေကလေးတိုက်မလို့ပဲဆေးထူးထူးခြားခြားတော့မရှိပါဘူး။အိုးဒါဖြင့်ကျမဆေးယူခဲ့ပါတယ်။အစင်းတင်မဲ့ဟော်ဒီမှာငန်းစီရဲ့ချစ်တို့စီရဲ့ဤသို့ပြောပြီးနောက်တင့်စိန်တို့ကိုယ်တိုင်ဆေးတိုက်ပြီးပြန်ခဲ့ကြ၏။အင်းတို့ရောက်တော့အခါစံပြုတ်နဲ့တောင်းရန်ဟုမယန်းချောက်ကြီးတပြားအပြင် မောင်မစီတို့စီရင်ပုံကိုမြင်ခဲ့၍မွေးဆက်ကူတစ်စဲတန်းတစ်ချက်ကိုလည်းပို့လိုက်လေ၏။မောင်မစီသည်အလွန်ဝမ်းမြောက်၍ ချွေးမြဝင်ထက်လာ၏တို့ရနေသူတစ်ပါး၏အမဆတ်ကိုမခံလို့ရကမိမိမှတ်စုစာအုပ်တွင် အောက်မှအတိုင်းရေးမှတ်ထားလိုက်လေ၏1286ခုဝါဇိုလဆို3ရက်နေ့တွင် မတင်စိန်သည်စစ်နှက်ခွက်ငချောက်တပြားငွေ30ကျေးဇူးပြု၏၎င်းတို့ကို တနေ့နေ့ပြန်၍ဆက်ပေးမည်3ရက်နေ့အဖျားကျ၍အကြောင်းပြန်တက်လေ၏6လက်မှတ်ဆောင်မှုပဲပြီး၍ចောင်းပိတ်ဘွယ်တွင်စူပွေးဘွယ်လက်ချင်းမ၏ ဖျက်ရဒီကဘာဖျက်ရဒီကမောင်မစီဒီခါတိုင်းကဲတို့ပင်ပထမစုယာဤတင့်စင်ကဒုတိယစုယာဤ၎င်းစုတို့ကိုပေးပြီးမှအကြောင်းဆရာကြီးကထားပြီးပြောဆိုသည်မှာအမောင်တို့အခုနဲ့စုပွဲဘက်မှာရှေးကမပေးဘူးတဲ့စုမျိုးပေးရအောင်မယ်အခုရှစ်စင်ကမောင်မစီဟာဖိုးတဲ့နဲ့ပုံစံတစ်ခုကိုပြလေပြီကျောင်းလာကတော့ထားတာကိုလက်မခံသူတစ်ပါးထောက်ပံ့တာကိုလည်းလက်မခံကိုအစွမ်းကိုကိုအားကိုးကိုပြီးမောင်တို့မတို့သိတဲ့အတိုင်းကိုအလို့ကိုစိတ်နဲ့အကြောင်းမှနေတယ် အခုလိုငိုကြေးရှားရှားတဲ့ခေတ်ကြီးမှာမောင်မစီကနိဒင့်နေကောင်းတခုပြပေးတယ်လို့ငါတို့ဆရာများနဲ့ကျောင်းကော်မတီများကကျေးဇူးတင်ဝမ်းမြောက်ကြတယ်။မှတ်ဆရာကလောကမှာရိုးသားတဲ့အလုံးမှရင်မြင့်မြတ်တာချီပဲတလောက်ကိုရှစ်ချက်၁၀ရတာထက်ကိုအစွမ်းကိုအာကိုပြီးစာတင်တဲ့ယောက်ျားပိသားတဲ့သူငယ်ဖြစ်လို့အခုငါတို့ကျောင်းကရွှေတစိတစ်ခုချင်းမြင့်တယ်ဟုပြောဆို၍ရွှေတစိစုပေးလိုက်လေ။ဒါကြောင့်လုံးကအော်ပါပေးကြ၏။မောင်မစီနဲ့ တင့်စင်တို့တနေ့တည်းဆယ်တန်းအောင်ကြဤနေရာလုံးကြောင်းကထွက်ကြဤထိုအခါတင့်စင်သည်မောင်မစီကိုမိမိတို့တစ္ဆက်တွင်စာရေးခန္ဓာရန်မိဘတို့ကိုပြောပေး၏မောင်မစီနှင့်တင့်စင်တို့အကြောင်းကိုသိသောလူဤအဖိုးတန်ကိုအကဲခတ်နိုင်သောမိဘတို့သည်တမိအလိုကိုမဖယ်ချေမောင်မစီသည်ပထမလအတွက်လက40ကျပ်ထုံးသောနေ့၌တင့်စင်ထံသို့သွား၍ငွေဆက်ကို10ကျပ်တန်တစ်ချက်ငါ6ငါ6ကြီးတပြားစီရတဲ့ငွေငါးချက်တို့ကိုပေးလေ၏ တင်းစင်ကဒါဘာတွေလဲဦးမေးဤမောင်မစီကအိတ်ထဲမှမိမိမှတ်စုစာအုပ်စာအုပ်ကိုထုတ်၍ရခင်မိမိရေးထားသူတို့ကိုပြလေဤတင်းစင်ကဖက်ကြည့်ပြီးလင်းပြုံး၏ဩဩဒါကျွေးဆက်တာလားကိုပါစီကျမကရှင်းကိုခြေရမဟုတ်ဘူးပေးတာရှင်ပေးတာလူသေးချာကြီးရဲ့ကျုပ်ကသူများပေးတာမယူဘူးဆိုတာသိတယ်မဟုတ်လားဩဒီလိုလားဟုတ်ပေတယ်ဟုတ်ပေတယ်ဆိုရင်တင်းစင်ဒီငွေနဲ့ငချောက်တို့ကိုယူပြီးမှမျက်နှာတီးတီးထား၍ ရှင့်လူသေးချာကြီးရဲ့ငွေဟာချောက်စေဘူတွေတော့ကြပါပြီအတိုးကုန်မှုမေးလေမောင်မစီရှိန်တင်းတင်းဖြစ်သွား၍ဘာမှပြန်မပြောနိုင်ပဲရော့ဒါဖြင့်ငွေတစ်စက်ထပ်ယူပါဟုထက်ပေးပြန်လေငွေတစ်စက်ကိုယူရတဲ့စင်ကဆက်ပြန်သေးကကိုင်းအရင်လဲရပြီအတိုးလဲရပြီသို့တော်လဲကျမပေးစင်ကရိုးရိုးချင်းငှားတာမဟုတ်စေတနာနဲ့ပေးကန်တာဖြစ်တယ်ကိုင်းစေတနာအတွက်ကိုကော ဘယ်လိုဆက်မလဲဟုပြုံးရင်မေးလေ၏မောင်မစီမစေတနာကိုငွေချစ်ဖြင့်ပြန်မဆက်နိုင်သည်ကိုသိလေရကဒါလည်းဟုတ်တာပဲစေတနာကိုစေတနာနဲ့ပဲပြန်ဆက်ဖို့ပါပဲဟုဆို၍ညနာကိုစိမ့်စိမ့်ကြည့်လိုက်လေ၏ယခုအခါပသိမ်မြို့မှအနောက်ဘက်သို့သွားသောလမ်းမကြီးအနောက်ဘက်တွင်ခေါင်တိုင်သုံးလုံးနှင့်တစ္ဆက်ကြီးတစ်ခုကိုတွေ့မြင်နိုင်၏၎င်းကတိကုံတဲ့စက်တရေဥပစင်နှင့်တရေကတော်ဒေါ်တင်းစင်တို့ကြီးပွားနေသောစက်ကြီးပင်သည်ဆရာကြီးဥပိုးကြား